လွတ်မြောက်မှုရောင်စုံပူပေါင်းများလွတ်မြောက်မှုတိုင်းဟာလွတ်လပ်မှုကိုအာမခံနိုင်တာမျိုးမဟုတ်ဘူးလို့တချို့ဒေတာတွေရဲ့ဒေတာခံတွေကသဘောပေါက်တဲ့ထက်ပေါက်လာနေကြပါတယ်စစ်ကောင်စီလက်အောက်ကလွတ်မြောက်တယ်လို့ဆိုရမှာစစ်ကောင်စီရဲ့အမှုတော်ထံလက်နက်ကင်တွေရဲ့ရန်ကနေလွတ်မြောက်သွားတာအထိပဲအနောက်အိဗယ်ဆောင်ပြီးကြံတဲ့ကိုကြမာကိုဖန်တီးနိုင်တဲ့ လွတ်လပ်မှုဆိုင်ရာလူရပိုင်ခွင့်တွေစိတ်တုံးနေစေပိုပြီးစိတ်တုံးလာတာမျိုးအထိဖြစ်နေတာကိုကြားသိရမှာပါစစ်ကောင်စီရဲ့စစ်မှုမထမ်းမနေရအာဓမ္မမှုကနေလွတ်မြောက်ကြပေမဲ့လွှမ်းမိုးနယ်မြေကိုတိုက်ခိုက်ရယူထားနိုင်တဲ့လက်နက်ကင်အစုဖွဲ့များရဲ့စစ်မှုထမ်းဖို့စင်ခေါ်ဖီအားပေးချင်းချောက်ခိုင်းစီတာကိုဒေသခံလူလူကခံနေကြရတာတွေပိုပြီးကြားသိလာကြရပါတယ်။ ဒီတစ်ခါမှာပိုဆိုးတာကစစ်ကောင်စီအမှုတော်ထမ်းတွေကိုစခတွေလို့ချိုးနှိမ်ခေါ်ပြီးသူတို့လုပ်နေတာတွေကိုပြောင်းဖွင့်ချကျိန်ဆဲတယ်လို့မျိုးလုပ်မရပဲဒေသခံတွေကစိတ်ခံနေကြရတာပါဒီထက်ဆိုးတာကငါတို့ဘုံမင်းနေလာတောက်နေချိန်ပဲငါတို့ကိုအာမခံနဲ့ငါတို့ကအသက်ပေးပြီးအနစ်နာခံထားရသူတွေလို့ပြောပြောပြီးဒေသခံတွေအပေါ်သူရဲကောင်းပုံစံချိုးပြကြတာဖြစ်ပါမယ် နေရာတိုင်းမှာ ဖြစ်တာမဟုတ်ပေမဲ့ဒီလိုအဖြစ်မျိုးလုံးဝမရှိဘူးလို့မပြောနိုင်တာကိုသတိထားမိကြမှာပါ။ဒါကြောင့်လွတ်မြောက်မှုဆိုတိုင်းလွတ်လပ်မှုကိုအာမမခံနိုင်ဘူးလို့ဆိုရမှာပါ။ဒါဟာအာနာလေဟာနယ်ကို ကောင်းမွန်တဲ့အုတ်ချုပ်ရည်တရားစီရင်ရေးများနဲ့အစားမထိုးနိုင်တဲ့အတွက်ဖြစ်လာတဲ့နောက်ဆက်တွဲစုစုတွေသာဖြစ်ပါတယ်။ ဒီလိုဖြစ်လာတာတွေဟာအာနာသိမ့်ပြီးလူတို့ကိုနှိမ့်ဆက်ညှဉ်းပန်းအကြမ်းဖက်တဲ့နီးနဲ့အုတ်ချုပ်ရေးတည်မြဲဖို့အားထုတ်တဲ့စစ်ကောင်စီမှသာတာဝန်အရှိဆုံးဆိုတာလဲသတိပြုကြရပါမယ်။ဘယ်တော့ကမှ Federal Democracy အုတ်ချုပ်ရေးတရားစီရင်ရေးမျိုးမကြုံတွေ့ဘူးလေတော့နန်းနဲ့တိုက်ခိုက်သိမ့်ပိုက်ထားတဲ့မြေမှာဘလို့လို့ Federal Democracy နီးကြအုတ်ချုပ်စီရင်မှာပါလေ။ဒီတော့ ချစ်ကစစ်ကောင်စီရဲ့နီလန်းကိုကိုးကားပြီးဆက်လုပ်တဲ့အပြုမူအပြောဆိုမျိုးတွေကို တွေ့ကြရတာမထူးဆန်းဘူးလို့ဆိုရမှာပါထူးဆန်းတာကတော့အဲ့ဒီလိုလွမြောက်နယ်မြေတွေမှာကောင်းမွန်တဲ့အုပ်ချုပ်စီမံရေးကို ပေါ်ပေါက်လာအောင် လုပ်မယ်တနိုင်တပိုင်းနယ်မြေအပိုင်းခြားတစ်ခုမှာကိုယ့်လူနဲ့ကိုအုပ်ချုပ်စီမံမယ်ဘို့အစိုးရဆိုတာအလုံးမရှိဘာမှလာမဆွတ်ဖက်နဲ့လို့ နယ်မြေအခြေစိုက်မာမာနာတွေတပွေးတပိုင်းနဲ့အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီဆိုတာကို တိဆောက်ဖို့တွေးတောလာကြတာပါဒေတာလိုက်တိမ့်ပိုက်နယ်မြေတွေအတိပြုတ်ပြီးရင်ဒေတာလိုက်စိတ်ကူးစီစဉ်ထားတဲ့အုတ်ချုပ်စီမံမှုတွေကိုဒေတာလိုက်စုဖွဲ့ထားသူတွေနဲ့စိတ်တိုင်းကြအုတ်ချုပ်စီရင်နိုင်ရင်အောက်ခြေကနေ အပေါ်ကိုတက်တဲ့ဖက်ဒရယ်ဖြစ်လာမယ်လို့တွေးကြတာပေါ့ဒီနေရာမှာစစ်ကောင်စီအမှုတော်ထံ စ်ကောင်စီဘတ်တော်သားတွေကရုရှားဘယ်လာရုခရီးစဉ်အပြီးဘင်းစတက်ကို ဖိတ်ခံလာရတာကို ကြည်ပြီးနိုင်ငံတကာနဲ့ဆက်ဆံရေးကျယ်ပြန့်လာအောင် နေပြည်တော်မှာငြိမ်းချမ်းရေးအမြေခံဆွေးနွေးပွဲတွေကျင်းပလာတာအဲ့ဒီလိုပုံစံမျိုးဆက်ရွေ့ဖို့အားထုတ်လာတာတွေရဲ့တွေးပုံ တွေးနည်းအခြေခံကိုသတိရကြပါသူတို့တွေးနေတာကနိုင်ငံတကာမှာလူရဝင်လာအောင်လှုပ်လာနိုင်ရင် ို့ဖြစ်ကျင်တယ်လို့ရွေးကောက်ပွဲကိုလုံနိုင်မယ်။အတိမတ်ပြုမှုတွေရလာနိုင်မယ်။ဒါဆို2021ကတည်းကစပြီးသူတို့လှုပ်ခဲ့သမျှရာဇဝတ်မှုတွေဆိုတာပျောက်ကွယ်သွားမယ်။အနာကိုလည်းဆက်ထိန်းထားနိုင်မယ်ဆိုတာမျိုးပေါ့။တကယ်လက်တွေ့မှာတော့တကဘာလုံးကနိုင်ငံတွေကအတိမတ်ပြုကျင်ရင်တော့ပြည်တွင်းလူထုကအတိမတ်မပြုရင်ဘာမှဆက်ရွေးအောင်မလုပ်နိုင်ပါဘူး။ ဘာသာတွက်ရေးနဲ့စက်တထေးဖြစ်ခြင်းနဲ့သဘောမျိုးပေါ့ဒီလိုပါပဲဒေတာလိုက်စိုးမိုးလွှမ်းမိုးထားနိုင်နေဆိုအောင်နောက်တက်တိသူများနဲ့တေချာဖွဲ့စည်းပြီးအုတ်ချုပ်စီမံဖို့အားထုတ်တယ်ဆိုအောင်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေလည်းမခံရဘူးလို့ထွက်လိုက်ပါစေအောင်အဲ့ဒီရထားတဲ့လွမြောက်မှုဆိုတာပူပေါင်းတဲ့ကလွမြောက်နေမှုမျိုးပဲဖြစ်နေမှာပါ အရက်ဖတ်အုတ်ချုပ်စီရင်ရင်းမျိုးထိမတော်နိုင်ရင်ဒါမှမဟုတ်ဒေတာတွင်အခွန်ကောက်တာမျိုးဒေတာလိုက်လူလူစီကဖြစ်ညစ်ယူတာမျိုးလောက်နဲ့အုတ်ချုပ်စီရင်သူဒေတာနရအစိုးရဆိုတာတွေရဲ့စီးပွားအခြေခံကိုတိဆောက်မယ်ဆိုရင်အဲ့ဒီဘူပေါင်းဟာအချိန်မရွေးပောက်ထွက်သွားနိုင်လောက်အောင်အမခံချက်ရှိမနေပါဘူးလက်ရှိအနေအထားမရောက်ခင်ဒီအချိန်မှာအဲ့ဒီလိုဒေတာလိုက်ဘူပေါင်းတွေလို့ တိကျရက်တည်ရှင်သန်နိုင်အောင် အခြေခံအဆောက်အုံတွေမှမရှိနေခဲ့ပဲဒါကြောင့်စစ်ရေးရတိမ့်ပိုက်ဖို့ကြိုးစားတဲ့အခါစစ်ကိုယ်သာအနိုင်ရပေမဲ့အခြေခံလူမှုကိုကိုဒေတာအပြင်ဘက်ထိစစ်ဆောင်နိုင်ဖို့လှုပ်ပေးရတာပါပဲတချို့ဒေတာတွေမှာမူလအခြေခံဒေတာတွေဟာ နေရင်းအရက်ကိုပြတ်မလာနိုင်ပဲစစ်ဆောင်တွေကိုတီးပြူစွာလက်ခံပေးတဲ့ တခြားမလွတ်မြောက်သေးတဲ့ဒေတာတွေစီကိုပြောင်းရွှေ့အခြေချလာရပါတယ်။တနည်းအားဖြင့်လက်နက်ကင်မတိုက်နိုင်သူတွေဟာမလွတ်မြောက်ရာအရက်စီခိုလုံမှလုံခြုံရမယ့်အခြေအနေမျိုးကိုစစ်ကောင်စီကလှုံ့ထားနေပြီဖြစ်ပါတယ်။ပူပေါင်းထဲမှလွတ်မြောက်တယ်ဆိုတာလက်နက်ကင်တွေကနေမြေတိမ့်ပိုက်ပြီးအဲ့ဒီနေမြေတွေက လူမှုတချို့က တခြားနေရာဒေသမှာသွားနေနေရတာကိုလုံမြောက်မှုလို့ထင်နေကြတာမျိုးပေါ့ဒါအပြင်ပြည်သူဝန်ဆောင်မှုကိစ္စတွေအတွက်ကုန်သည်စီးပွားကိစ္စတွေအတွက်ကိုပိုင်ဗန်စနစ်အခြေခံအဆောက်အုံစတဲ့တေးကြလုံဆောင်နိုင်တဲ့အနေအထားမျိုးကမရှိသေးလေတော့နည်းမြေအခွန်တတပဲလွတ်မြောက်နေတယ်လို့ပါအဝေးရောက်နေသူတွေနဲ့မလန်းမကန်ရောက်နေသူတွေရဲ့စိတ်ကူးပုံဖော်ထားတဲ့ းဆောင်သူအစုပ်ဖွဲ့ဆိုတာမျိုးရဲ့စီမံခန့်ခွဲမှုကိုပူပေါင်းတဲ့စိတ်မိတ်တောက်ခံနေကြတဲ့လူလူကလက်ခံလိုက်နာရမှာမျိုးလဲဖြစ်လာနိုင်တာပါအဲ့ဒါကိုအောက်ခြေကဖြစ်တည်လာတဲ့လွတ်လပ်မှုပဲ Federal အခြေခံ Unit တိစောက်မှုပဲလို့ခံယူမယ်ဆိုရင်ဘလောက်လက်တွေ့ကြမလဲဆိုတာလဲထက်တွေ့ကြရမှာပါအခြေခံလူလူအလုံးကိုတပြေးညီလွတ်လပ်မှု နိုင်ငံရေးလူမှုစီးပွားရေးဆိုင်ရာမျိုးမပေးနိုင်ပဲငါတို့အုတ်ချုပ်လို့ရပြီအုတ်ချုပ်စရာနည်းမြေတစ်ခုရှိနေပြီအဲ့ဒီအပေါ်အခြေခံတဲ့ကြံတဲ့တခြားလွတ်မြောက်နေတဲ့ဘူပေါင်းတွေနဲ့ပေါင်းမလားမပေါင်းဘူးလားဆိုတာငါတို့ပဲဆုံးဖြတ်မယ်လို့တွက်ရေးနဲ့စက်တဲဖြစ်နေကြသလိုပေါ့အခုချိန်မှာလွတ်မြောက်မှုနဲ့လွတ်လပ်မှုကိုခွဲခြားနားလည်ဖို့အရေးကြီးပါတယ် ဒေတာအလိုက်လွတ်မြောက်ဖို့အတွက်စိတ်ရေးဟာအရေးကြီးကောင်းကြီးမာဖြစ်ပေမဲ့တော်လန်ရေးရဲ့ပန်းတိုင်ဖြစ်တဲ့ဆရာနာရှင်အပါဝင်အာနာရှင်မှန်သမျှရဲ့လက်အောက်ကလွတ်မြောက်ပြီးကိုကြမာကိုဖန်တီးနိုင်ခွင့်ကိုလူတဦးချင်းအဆင့်ထိရပြီးလွတ်လပ်သွားဖို့ကတော့စိတ်အနိုင်ရယုံနဲ့တတိပညာတွေရှိတဲ့သူတွေကစိတ်ကူးထားတဲ့အုတ်ချုပ်စီမံမှုတွေပေါ်ပေါက်လာယုံနဲ့မရနိုင်ပါဘူး စစ်ကောင်စီနေရာကနေဖြူဟာခြားကြည့်မယ်ဆိုရင်ဘူပေါင်းတွေများတစ်ချက်များလေလေသူတို့အတွက်အလုတ်ဖြစ်လေလေပါငကိုကလေးကတိုင်းပြည်ကြီးဖြူကွဲမှာဆိုလို့တက်မတော်ဟာ နိုင်ငံရေးမှာပါနေရတာလို့ဆိုတဲ့ကိုနိုင်ငံတကာကိုစီးရုံးတဲ့အခါမှာလဲတက်တွေရတာပေါ့ကြည့်ပါလားဟိုမှာဒီမှာဘူပေါင်းတွေများလာပြီးဘူပေါင်းချင်းတောင် ပွတ်တိုက်နေတာလို့ လက်ညိုးထိုးလိုက်ရုံပဲအဲ့ဒါအပြင်နှစ်60ကျော်ဝါရင်တပါရင်ဝါရဖြန့်ချည်ရေးတမစကစအဖို့ကတော့အဲ့ဒီလိုဘူပေါင်းတွေအများကြီးဖြစ်လာအောင်ထူထောင်ခြင်းလာအောင် အထူးသဖြင့် social media platform မှာကစားကွက်တွေ ဖန်တီးလိုက်ရုံပေါ့သူ့ကိုအထင်းကျောင်းနိုင်ဆုံးအစုအဖွဲ့ရဲ့ဂုံတေးညှို့ပြီး ပြည်တွင်းပြည်ပထောက်ခံမှုကြဆင်းအောင်နှီးပေါင်းစုံနဲ့လုပ်မယ်။တလန်တချို့တွေကနေတဆင့်အပုတ်ချမှုတွေကိုအားစိုက်မယ်။အဲ့ဒီလိန်လုံးညာလုံးတွေကိုမီဒီယာတက်မြောက်မှုကိုခံအားနေတဲ့လူတို့ကယုံရင်သူအလုတ်ဖြစ်ပါပြီ။နောက်ထပ်ပညာကန်းကတော့ဘူပေါင်းလေးတွေနေမှ နေတာပျော်ရှာတဲ့လူတို့တဲ့ဘူပေါင်းတွေဖောင်းပွားတစ်ထက်ဖောင်းပွားအောင်လုပ်တာမျိုးပေါ့ဒီတော့ လူမျိုးရေးအခြေခံပြီးပူပေါင်းတွေပွားကြတယ်။ပမာမာတောင်ပမာပြည်နယ်တစ်ခုတည်းဆိုတာမျိုးမဖြစ်အောင်တိုင်းအလိုက်ပူပေါင်းတွေပေါ်လာအောင်ဘေးတိတာတွေထဲဝင်ပါရတယ်။အဲ့ဒါထက်ပိုပြီးလိုအပ်လာတော့အသက်မွေးဝမ်းကြောင်းအလိုက်ဘာအလိုက်ညာအလိုက်ပူပေါင်းရောင်စုံကြည်သေးမပေါ်ပေါ်အောင်အားထုတ်ရတာပေါ့။ခတ်တာကသူ့ဖြူဟာကိုတစ်ချိန်လုံးခံလာရတဲ့တိုင်း အမှန်သားမရှိရှာတဲ့လူတွေဟာတေးသေးကြီးကြီးဘူပေါင်းတစ်ခုခုတည်းဝင်နေမှအဆင်ပြေမယ်လို့ထင်ကြတော့မှာပဲဒီလိုနဲ့ပဲစစ်ကောင်စီလည်းရောင်စုံဘူပေါင်းတွေကြည်ပြီးပျောက်ဆုံးလူဖြစ်နေတဲ့သူ့ကိုယ်သူယုံကြည်ချက်ကိုပြန်ယူနေပုံပေါ်ပါတယ်တော်လန်ရေးဗတ်သားတွေကတော့ဒီကပြင်ပကပြပကဘာပယောကမှဝင်မလာနိုင်တော့မဲ့အတိုင်းဘူပေါင်းတွေထဲကနေ ကိုစိတ်ကူးတဲကပန်းနိုင်ကိုပဲခေါင်းဆိုင်ဥတီနေပြီးကိုစိတ်တိုင်းကြဥဆောင်မှုတွေမရမချင်းမွေပန်းလေကံမြင်းခုံကြအန်းဆိုတဲ့တတ္တိတွေကောင်းနေလေရဲ့